စီမံခန့်ခွဲမှုဆိုတဲ့မြန်မာစကားဒီအလွန်အဓိပ္ပာယ်ရှိအင်္ဂလိပ်ရဲ့ management ကိုကျွန်တော်တို့ဘာသာပြန်လိုက်တယ်စီမံခန့်ခွဲ management စီမံခန့်ခွဲမှုဆိုတာအဓိက၄ခုကိုလုပ်တယ်နံပါတ်၁ကတော့အစီအစဉ်ဆွဲတာဖြစ်တယ် management တက်တဲ့သူဆိုတာ plan A အလုံးမဖြစ် plan B ရှိရမျော်လင့်မထားတာတွေဖြစ်လာရင်ဘလို့ဆက်ပြီးတော့ဆောင်ရွက်မလဲဆိုတော့ plan အားကောင်းတယ် plan A အား plan A အဆင်မပြေ plan B plan B အဆင်မပြေ plan C စသဖြင့်ရှိဖို့လိုတယ်။နံပါတ်1အချက်ကတော့ man နဲ့ မန်နေဆိုတော့မွမ်းမန်တာဖြစ်တယ်မွမ်းမန်နေဆိုတော့ decoration အဲ့တော့မွမ်းမန်နေဆိုတာကျွန်တော်ဘာကိုမွမ်းမန်လူတွေကိုလည်းမွမ်းမန်တယ်နောက်တစ်ခါကျွန်တော်ဘာတွေကိုလည်းမွမ်းမန်လဲအရာဝတ္ထုတွေကိုလည်းမွမ်းမန်ရတယ်နောက်တစ်ခါကျွန်တော်တို့ကဥပမာဆိုပါစို့ရက်ွက်ထဲမှာဆုပ်ဆုပ်ပြက်ပြက်ပြင်ထားတဲ့ဆိုင်နဲ့ကောင်းကောင်းပြင်ထားတဲ့ဆိုင်ဘယ်ဆိုင်မှာလူတွေကပိုဝဲကြတယ်ကောင်းကောင်းမွန်မွန်ပြင်ထားတဲ့ဆိုင်မှာဝဲကြတာပေါ့ဒါကြောင့်ပြင်ဆင်မှုကလည်း management မှာအရေးကြီးတယ်အဲ့တော့စီမံခန့်တယ်ဆိုတာတော့ HR ပဲတော်တိုင်းခန့်လို့မရဘူး thin တော်တဲ့သူကိုခန့်တာဖြစ်တယ် ကျွန်တော်ပြန်ပြောမယ်နော်တော်တိုင်းခန့်လို့မရအောင်တင့်တော်ရဲသူကိုခန့်သူ့လုပ်ငန်းတာဝန်နဲ့တင့်တော်ရဲသူကိုခန့်နောက်ဆုံးတစ်ခုကတော့ခွဲတာဖြစ်တယ်ခွဲတာတော့နှစ်ခုရှိတယ်တာဝန်ခွဲဝေတယ်အကျိုးအမြတ်တွေကိုခွဲဝေတယ်ဒါကြောင့်လူကြီးတို့အနေနဲ့ကိုယ့်ရဲ့ management စီမံခန့်ခွဲမှုတိုးတက်ခြင်းနဲ့ဆိုဒီ၄ခုကိုအဓိကဆောင်ရမှာဖြစ်တယ်အရေးအကြီးဆုံးအချက်ကတော့ management စီမံခန့်ခွဲမှုဆောင်ရွက်တယ်ဆိုတာအတူချုပ်เนาะကျွန်တော်တို့အနှစ်ချုပ်ပြောလိုက်ရင် ်ပြေးလည်အောင်ဆောင်ရွက်ခြင်းဖြစ်စီမံခန့်ခွဲမှုတက်တဲ့သူဟာမြည်သည့်အခြေအနေမှာမဆိုပြေးလည်အောင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်လို့နော်လူချင်းတို့ကိုချစ်ခင်စွာမျှဝေပေးလိုက်ပါတယ်ကျွန်တော်မျှဝေမှုကနေလူချင်းတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ် အဲ့တော့နှစ်သစ်စာအုပ်လက်ဆောင်အနေနဲ့ကျွန်တော်ဒီစီဇန်ကြည့်ရတဲ့သူတွေကစာအုပ်၅အုပ်ပေးဦးမှာဖြစ်တယ်ကျွန်တော်ဒီစာအုပ်၅အုပ်ကိုပေးမှာဖြစ်တယ်အဲ့ဒီစီဇန်မှာပါဝင်ခြင်းအခုကျွန်တော်ဒီဗီဒီယိုဖိုင်ကိုမျှဝေလိုက်ပါမျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါအဲ့ထက်၅အုပ်ကိုရွေးချယ်ပြီးတော့ကျွန်တော်ရဲ့အမှတ်တရလက်မှတ်နဲ့တူအိမ်တန်းရာရောက်စာအုပ်လက်ဆောင်ပေးပို့ပေးမှာဖြစ်ပါတယ်တယောက်ကိုတအုပ်ပေါ့နော်တင်တဲ့တက်ချင်တဲ့သူတွေကတလောက်ကျွန်တော်တင်တဲ့တမျိုးပဲဖွင့်တယ်အခု9လပိုင်းမှာဖွင့်မှာကတော့ကျွန်တော်ရေလူကြိုက်များတဲ့တင်တဲ့တစ်ခုဖြစ်တဲ့စကားစွမ်းရည်တင်တဲ့ဖြစ်တယ် မိမိတို့ရဲ့စကားစွမ်းရည်ကိုမြင့်တင်ပြီးအောင်မြင်မှုတိစောက်ခြင်းနဲ့လူကြီးလူငယ်မြည်သူမှုဆိုတက်နိုင်တယ်။ online သင်တန်းဒီအခုလာမယ်ကျွန်တော်တို့၅လပိုင်း6ရက်နေ့အင်္ဂါနေ့စ online ကနေတလားတိတိတက်မှာဖြစ်တဲ့အတွက်ဗေဒိတာမှုဆိုတက်နိုင်တယ်။ နေ့စဉ် recorded video တွေကို Facebook group ထဲမှာတင်ပေးမယ် Facebook ကြည့်ဖို့ခက်တဲ့သူတွေအတွက် Telegram မှာလည်းပြန်တင်ပေးမယ် live lecture ကိုတော့အပတ်စဉ်တနင်္လာနေ့ည၈နာရီတိုင်း Zoom ကနေ live လွှင့်တင်မယ်တခါသင်၃နာရီလောက်ကြာတယ်မိကုန်းတွေကိုဖြည့်ပေးတယ်အဲ့တော့တင်တန်းတက်နေတဲ့လူချင်းတို့ group coaching မှာရအောင်ဆောင်ပေးတာဖြစ်တယ် live မကြည့်ပြင်ရင်လည်းပြန်ကြည့်နိုင် group ထဲမှာတင်ထားပေးမယ်တဏ္ဍာကလာတက်လာပြီးသွားလို့ assignment ဆောင်ရင် certificate ကို email ကနေပေးပို့ပေးမယ်။အပြင်လူတွေတဏ္ဍာကတော့9လပိုင်း10ရက်နေ့နဲ့17ရက်နေ့မနက်7:00နာရီကနေညနေ6:00နာရီထိစနေတိုင်းနေ့ရက်မှာကျွန်တော်နဲ့အချိန်ပြည့် ရင်းနှီးချက်ကြံစွာတွေ့ဆုံပြီးတော့တော်ဝင်စင်တာရန်ကုန်မြို့တော်ဝင်စင်တာသုံးလာမှာရှိတယ်ကျွန်တော်တို့အမ်မလ်တင်နှန်းကြောင်းမှာနှစ်ရက်အချိန်ပြည့်တက်ရောက်မှာဖြစ်တယ်။ဒါကြောင့်မြန်မာနှစ်တင်မှာမိမိတို့ရဲ့စကားဆွမ်းရည်ကိုမြင့်တင်ပြီးအောင်မြင်မှုတိဆောက်ခြင်းတွေတူတိုင်းနဲ့စကားဆွမ်းရည်တင်နှန်းမှာတွေ့ကြပါမယ်။ We must work together. We must build our nation.